စားချစ်သူတို့ရေ story corner ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တော့အန်နီကလေးဝတ္ထုတော်စုဇာအုပ်မှာပါဝင်တဲ့အန်နီနဲ့မမဆိုတဲ့ဇာစုလေးကိုကျွန်တော်နေကျေကဖတ်ပြပေးခြင်းပါတယ်စိတ်လက်ကြည်သာစွာနဲ့နားစင်ခံစားပေးကြပါအောင်နော် ယ်နီနဲ့မမဟိုးရှေရှေတုန်းကတဲ့တော်ကြီးတစ်ခုထဲမှာရှင်ဘရင်ကြီးတစ်ပါးရှိတယ်တဲ့ဟဲဘုန်းကြီးကလည်းတော်ထဲမှာဘရင်တွေမနေပါဘူးနေတာမဟုတ်ဘူးလေအယ်နီကဘရင်ကြီးကတော်ထဲကို ရောက်လာတာလေအေးအဲ့ဒီလိုပြောအယ်နီတို့တတိုက်ဟာဒီတစ်ပတ်ကျောင်းပိတ်ရမှာတော့ပြေးလွှာဆော့ကစားတာထက်နောက်ထပ်အနည်းတစ်ခုကို ပြောင်းလိုက်ကြတယ်အဲ့ဒါကတော့ပုံပြောတာပဲ ပုံပြောတယ်ဆိုတာကလည်းပြီးပြီးရောပြောတာမျိုးမဟုတ်ဘူး။သူတို့เจ้าမှာပြိုင်ပွဲရှိတာမို့ပြိုင်ပွဲမဝင်ခင်အစမ်းလေ့ကျင်တာပဲ။ပုံပြောပြိုင်မဲ့သူတွေထဲမှာဖိုးညီပါတယ်။အပြောနဲ့တယ်မဟုတ်ပဲအမှုအရာနဲ့ပါပြိုင်ရမှာမို့ဖိုးညီဟာအမှုအရာနဲ့တခါတည်းကျင့်နေရတာရဲ့။လောလောဆယ်တော့သူ့အတွက်ပိရိတ်သက်ကတငယ်ချင်းတွေပဲ။ဒိုင်းတွေကလည်းတငယ်ချင်းတွေပဲ။သူတို့တငယ်ချင်းတစ်တိုက်ဟာအဲနီတို့ခြံနောက်ကမကြီးပင်ကြီးအောက်မှာ ငုတ်တုတ်လေးတွေထားရင်ပုံပြောတဲ့ဘုံကြီးကို အားပေးနေကြတယ်။ပုံပြောတဲ့ဘုံကြီးကတော့သူ့ပုံပြင်အလွတ်ရအောင်လဲမှတ်ရပုံပြင်စားသားတရောင်းချင်းအလိုက်အမှုအရာလုပ်ရတာမို့အမှုအရာကိုလည်းဂယုဆိုင်ရတယ်။ဒါအပြင်သူ့ကိုဝိုင်းကြည့်နေကြတဲ့တငယ်ချင်းတွေကိုလည်းကြည်ရသေးတယ်။ဘုံကြီးပုံပြောတာကိုခဏခဏဝင်ထောက်တတ်တာကအဲအနေနဲ့ကြော်ကြော်ပဲ။ တူမာကတော့ထုံးစံအတိုင်းဘသူဘာပြောပြော ပြုံးပြုံးလေးနားထောင်တတ်တဲ့သူပြန်မငင်းတတ်တဲ့သူအဲနီနဲ့ကြောကြောမာတော့အဲနီစီကငင်းတန်ဆက်စုတန်ပို့ထွက်တတ်တယ်အဲနီဟာပုံမြင်တွေနဲ့ကြီးခဲ့သူလေကြောကြောကတော့အဲနီလောက်ပုံမြင်တွေမသိပါဘူးပုံမြင်တော်တော်များများသိတဲ့အဲနီကိုဝင်ပြိုင်ပါလားလို့ဒေါ်လေးကတိုက်တွန်းသေးတယ်ဒါပေမဲ့ဒီလိုကြတော့လေအဲနီက စိတ်မဝင်စားပြန်ဘူး ပုံမြင်ကိုအမူအရာနဲ့သူပြောတတ်မှာမဟုတ်ဘူး။အဲ့ဒါတောထဲမှာဘီရင်ကြီးကရှိနေတော့ရေစာလာရောတဲ့။သူ့မြင်းနဲ့ရေကန်တစ်ခုနာရောက်တဲ့အခါကျတော့ရေတောက်အောင်မယ်ဆိုပြီးဆင်းလိုက်တာပေါ့ကွယ်။အမေနင်ကငါတို့ကိုများကွယ်တွေပါတွေနဲ့ဘုန်းကြီးကစိတ်ပြက်လက်ပြက်ရက်လိုက်တယ်။အဲ့ဒီကိုလှမ်းကြည့်တယ်။ပုံမြင်ပြရင် ကွယ်ဆိုတာထဲ့ပြောရမှာဟာ။ ပြီးရောဆက်ပြောဖုန်းကြီးကတရွေးမျိုးချတယ်နောက်ပြီးပုံရင်ကိုဆက်ပြောတယ်အဲ့ဒီလိုရေစင်းတောက်တော့ရေကန်ထဲကအရင်မှာမိန်းကလေးတယောက်တွေ့ရောတဲ့အဲ့ဒါနဲ့ဘီရင်ကြီးကလှမ်းကြည့်တော့ရေဆက်မှာရေခတ်နေတဲ့မိန်းကလေးတယောက်ရှိတဲ့အဲ့ဒီမိန်းကလေးကတိတ်ချောတာပဲတဲ့ကွယ်ငါတော်လေးလို့ပေါ့လို့အန်နီဝင်ပြောတယ်အမေကြော်ကြော်ကလည်းအရှုံးမပေးဘူး ငါမှလည်းချောပါတယ်ဟတဲ့ဟဲ့ငါတော်လေးကပို့ချောတာငါအမကပို့ချောပါတယ်ဟာနင်းတော်လေးသဘင်ကငါအမလောက်ရှိသလားကဲသဘင်တော့မရှိဘူးပေါ့မရှိတော့ရောဘာဖြစ်လဲငါတော်လေးကနင်းအမထက်အသားဖြူတယ်အပြာအဆန်းရင်းနေကြတဲ့ကြော်ကြော်နဲ့အဲနီကိုဖုန်ကြီးကမျက်လုံးလေးအဝိုင်းသားနဲ့ကြည့်နေရှာတယ်ပုံမြင်ကိုရက်ထားရရှာတယ်ခဏနေတော့မ ငါပုံမြင်ဆက်ပြောလို့ရပြီလားလို့မေးတယ်။အန်နီကပြောပေါ်ဟာတဲ့။အဲ့ဒီလိုလဲတွေ့ရောဘယင်ကစိတ်ဝင်စားသွားတာပေါ့။အဲ့ဒီမိန်းကလေးရေခတ်ပြီးလို့ထွက်သွားတော့နောက်ကလိုက်ရောတဲ့။အဲ့ဒီလိုလိုက်သွားတဲ့အခါတော်ရဲကတနေရာမှာတဲလေးတစ်လုံးတွေ့တယ်တဲ့။အဲ့ဒီတဲလေးမှာမိန်းကလေးရဲ့အဖေအမေလဲရှိတယ်တဲ့ကွယ်။တော်ရဲမှာအိမ်ကတအိမ်နဲ့လား။ကြော်ကြော်ကဖြတ်မိတော့ ဘုန်းကြီးခမပုံရင်ကိုရက်လိုက်ရပြန်တယ်။တအိမ်နဲ့ပေါ့။ဟာမဖြစ်နိုင်တာ။တအိမ်နဲ့ရှိတယ်ဆိုတော့မင်းရွှေးတာပဲ။ဘုန်းကြီးကခြေကလေးဆောင်းလိုက်တယ်။မရွှေးပါဘူးကွာ။ငါ့အမကိုယ်တိုင်ပုံမြင်စာအုပ်ရှာပေးထားတာပဲ။စာအုပ်ထဲကအတိုင်းပဲငါပြောတာပဲ။အနားမှာရွာလည်းမရှိဘူးလား။ကဲ။မရှိဘူး။မဖြစ်နိုင်တာငါမယုံဘူးမယုံရင်လည်းငါဆက်မပြောဘူးကွာ တော်ပြီကွာပြန်မယ်နင်တို့ကလည်းဟဲ့လို့တူးမဝင်ပြောတယ်အန်နီကဘာမှမပြောဘူးနှစ်ယောက်စလုံးကိုမျက်မှောင်ကြုံပြီးကြည်နေတယ်သူ့သဘောဆိုရင်ဘုန်းကြီးကိုပုံမြင်ဆက်ပြောစီချင်တာပဲပုံမြင်ဘာဆက်ဖြစ်မလဲဆိုတာအန်နီလည်းသိချင်တာပဲဒါပေမဲ့ကြော်ကြော်လိုပဲအန်နီလည်းမမေးရရင် မနေနိုင်ဘူးကြော်ကြော်မေးတာမျိုးသူလည်းမေးချင်တာပဲနောက်တစ်ခေါက်ပြောလို့အန်နီမေးရင်လည်းဘုန်းကြီးကစိတ်ဆိုးအောင်မှာပဲ မပြောတော့တာပဲကောင်းပါတယ်။အေးရောတခြားကစားနီးပြောင်းရအောင်ဟဲ့လို့တူးမာပြောပြန်တယ်။ဖိုးညီကတော့မလျှော့ဘူး။ပြန်သွားတော့တာပဲ။မကြီးပင်အောင်မှာအန်နီတို့၃ယောက်ပဲကြံခဲ့တယ်။ခဏနေတော့ကြော်ကြော်လေးပြန်တယ်။အန်နီတို့မိန်းကလေး၂ယောက်ပဲကြံတော့ထုံးစံအတိုင်းဈေးရောင်းတန်းကစားတော့တာပဲ။ခြံထဲကကောက်ထားတဲ့သိရွက်၆တွေကိုပတ်စံလုပ်တယ်။ပန်းပွင့်တွေသိရွက်စိမ့်တွေကိုပုံရောင်းကြတယ်။အန်နီရောင်းတော်ကိုတူးမာဝယ်တယ်။ တူးမရောင်းတာကိုအန်နီဝယ်တယ်။သူတို့အချင်းချင်းကတော့ဟုတ်လို့ပဲ။ခဏကြာတော့အန်နီပြင်းလာတယ်။တစ်ပင်တက်ရအောင်လို့တူးမကိုဆွဲတယ်။တူးမကမတက်ရဲဘူးတဲ့။အန်နီကတော့အပင်နိမ့်နိမ့်လေးတွေပေါ်တက်ဖူးတယ်။ဒါပေမဲ့တူးမမတက်ရဲဘူးဆိုတော့လည်းမတက်တော့ပါဘူး။တူးမအိမ်ပြန်သွားတော့အန်နီတယောက်ပဲကျန်တယ်။အိမ်ပေါ်ခဏတက်တယ်။သုံးဆန်အတိုင်းစားစရာရစားတယ်။နောက်တော့အိတ်ခန်းထဲဝင်တယ်။ ခဏနေတော့အန်နီခြံထဲပြန်ဆင်းလာတယ်။ခြံအနောက်ဘက်ရှောက်လာတယ်။ခြံနောက်ဘက်တကားပေါက်အသေးလေးကိုကာထားတဲ့ဝက်ကတ်တကားလေးကိုဘေးဖယ်ပြီးခြံအပြင်ဘက်ထွက်လိုက်တယ်။အန်နီတို့ခြံနောက်မှာမြေကွက်လက်တစ်ခုရှိတယ်။ဟိုးတုန်းကတော့လဲဆိုင်တယ်တဲ့။အခုတော့မြက်ပင်တွေခြုံပင်တွေတစ်ပင်တွေပဲရှိတော့တာ။ခြံထဲမှာဆော့ရတာပြင်းလာရင်သူတို့တွေခြံပြင်အထိထွက်ဆော့ကြတယ်။လူကြီးတွေလည်းလေ့ရင်ပေါ့။လူကြီးတွေတွေ့ရင်တော့အဆူခံရတယ်။ အနီမဲ့အဆူခံရတယ်။အလေလာတဲ့သူတွေကတော့အဆူမခံရဘူး။လူကြီးတွေစုလည်းခဏပဲ။အနီဟာတော်တော်ကြာရင်လူကြီးတွေမေးလောက်ပြီးဆိုရင်ချန်ပီယံထွက်တော်တာပဲ။ဟိုပြေးဒီပြေးနဲ့စော့တော်တာပဲ။အခုလဲခြုံရွယ်တွေပဲရှောက်လာတယ်။တောစပယ်ခူးတယ်။ဒေါ်လေးကို ပေးရမယ်လေ။ဘဲကခူးလာတယ်မေးရင်တော့တူမာတို့ခြံနောက်ကလို့ဖြေရမယ်။စပယ်ဘန်းနံကိုငုံမွေပြီးခေါင်းပြန်မောလိုက်တဲ့အန်နီဟာခလန်းလန်းကမြင်ကွင်းကြောင့ မျက်ခုံးလေးတွန့်သွားတယ်။သူမြင်နေရတဲ့တစ်ပင်အောင်မှာမမတယောက်မမကတစ်ပင်အောင်မှာထိုင်းနေတယ်။အဝေးကိုကြည့်နေတယ်။အဲဒီဟာဇပယ်ပန်းတွေကိုကင်ရင်မမအနာကိုရှောက်လာတယ်။မမကသူ့အနာရောက်လာတဲ့အဲဒီကိုမော့ကြည့်တယ်။မမကချိုးလိုက်တာ။အဲဒီဒေါ်လေးချိုးတယ်ဆိုတာတက်အများကြီးချိုးတယ်။ဗီဒီယိုဇာကားတွေကမင်းသမီးလေးတွေကြားလို့အမမရှိတဲ့အဲဒီဟာအမအရွယ်တွေ့ရင်ချစ်တတ်တဲ့သူဆိုတော့ အဲ့ဒီမမကိုမြင်မြင်ချင်းချစ်သွားတယ်။ကြီးပြမိတယ်။မမဘဲကလာတယ်လေ။ဟိုးဘက်ကမမကခြုံမင်းတွေရှိတဲ့နေရာကိုလက်ညိုးထိုးပြတယ်။အင်းဒီကအင်းဒီကဒီခြံကလာတာ။ဒီနားမှာအင်းဒီတို့စော့နေကြပဲ။အခုရောမစော့ဘူးလား။တငယ်ချင်းတွေကစိတ်ဆိုးပြီးအိမ်ပြန်သွားတယ်မမရဲ့။ဘာလို့စိတ်ဆိုးတာလဲယင်။အင်းဒီက ဘုန်းကြီးနဲ့ကြော်ကြော်ပုံရင်ကြောင့်စကားများကြတာကိုပြန်ပြောပြတယ်။မမကငြိမ်ပြီးနားထောင်နေတယ်။ပြီးတော့ပြုံးတယ်။အဲနီကရောတောထဲမှာအဲ့ဒီအိမ်တအိမ်ပဲရှိတယ်ဆိုတာယုံသလား။အဲနီတစ်ချက်တွေးဝေးသွားတယ်။မယုံပါဘူး။အဲနီမယုံဘူး။မမကရည်တယ်။ရှိတာပေါ့။တကယ်ရှိတာပေါ့။ဟင်အဲနီမယုံပါဘူး။ ဒါဖြစ်အခုသွားကြည့်မလားမမကထိုင်ရာကထရက်လိုက်တယ်အင်းဒီလည်းထရက်တယ်ဘာဖြစ်လို့သွားကြည့်ရမလဲမမရဲ့အဲ့ဒါပုံမြင်ထဲမှာပဲအပြင်းမတကယ်မှမရှိတာရှိတာပေါ့အဲ့ဒီအိမ်ကိုမမသိတယ်မမကအဲ့ဒီအိမ်ကလာတာပဲအဲ့ဒီအိမ်ကမိန်းကလေးဆိုတာမမပဲအင်းဒီဟာမမကိုတအံ့တော်မောကြည့်နေတယ်မဟုတ်ပါဘူးမမလျှောက်ပြောနေတာ ဒါကြောင့်ပြောတာအဲ့ဒီအိမ်ကိုအခုလိုက်ခဲ့မမအဖေအမေကိုလည်းပြမယ်ဘယင်ကြီးကိုလည်းပြမယ်သူများပုံမြင်ပြောတာကိုငញ្ញိန်နားမထောင်ပဲမေးတာတွင်များလွန်းလို့ကိုလိုက်ပြအောင်ပဲမမကပြောရင်းဆိုရင်အဲ့ဒီလက်ကိုစုပ်ကိုင်းလိုက်တယ်မမလက်တွေကမားလိုက်တာအဲ့ဒီမမကိုမော့ကြည့်တယ်ခုနကချောတယ်လို့အဲ့ဒီတင်တဲ့မမဟာမချောတော့ဘူးအဲ့ဒီဖတ်ဖူးတဲ့ကာတွန်းတွေကဘလူးရုပ်နီးနီးကြောက်စရာကောင်းလာတယ် အသားကလည်းမဲမဲကြီးအဲနီကြောက်လန့်တကြားယုံပေမဲ့မမကလှုပ်မပေးဘူးအခုလိုက်ခဲတဲ့ဟင်အဲနီမလိုက်ဘူးမလိုက်ဘူးအဲနီအိမ်ကစူးလိုက်မယ်မလိုက်ဘူးအဲနီဟာလက်ကိုခက်ကြမ်းကြမ်းအစွဲခံရတာကြောင့်မျက်စိမိတ်အော်ရင်အော်ရင်ကနေမျက်လုံးဖွင့်လိုက်တယ်သူမော့ကြည့်လိုက်တော့မမမရှိတော့ဘူးဒေါ်လေးဖြစ်နေပြီဘာတွေအော်နေတာတော့ဘာမလိုက်ဘူးတော့ အန်နီဟာဒေါ်လေးကိုကြောင်တောင်တောင်လေးကြည့်နေတယ်။ခဏနေတော့မှအိမ်မက်ကို ပြန်ပြောပြနိုင်တယ်။ဘုန်းကြီးပြောတဲ့ပုံရင်ကိုအိမ်မက်ထဲအထိဆွဲတာပဲလို့ဒေါ်လေးကပြောတယ်။အန်နီကတော့အိမ်မက်ဆိုပေမဲ့နောက်ရက်တွေအထိကြောက်နေတုံးပဲ။ခြံအပြင်ကိုတော်တော်နဲ့မထွက်ရဘူး။ခြံထဲမှာပဲဆော့တော်တယ်။ခဏခဏရန်ဖြစ်ပြီးကြာကြာမနေပဲပြန်ပြန်တဲ့ကြတဲ့အန်နီတို့တငယ်ချင်းတွေဟာ နေလေခင်ထမင်းစားចောင်းစင်ရင်လဲအတူဆုံးပြီးဆော့ကြတော့မယ်။ចောင်းပိတ်ရင်လဲခြံထဲမှာချိန်ပြီးဆော့ကြတော့မယ်။ဘုန်းကြီးကလည်းတငယ်ချင်းတွေစုံလာနဲ့ပုံပြောတော့မယ်။အမှုအရာပိုကောင်းလာသလိုပုံပြင်ကိုလည်းအလွတ်နီးနီးရလာပြီ။စုရရင်မုတ်ကျွေးမယ်လို့တငယ်ချင်းတွေကိုကြေညာတယ်။ကိုကြီးပုံပြောတာနဲ့ကြော်ကြော်ကတော့အရင်လိုပဲမေးခွန်းတွေမေးတော့မယ်။ဘုန်းကြီးကလည်းဖြေလို့ရတာဖြင့် မပြေကျင်တော့ရင်စိတ်ဆိုးလိုက်နေပဲနောက်တော့လဲသူတို့နှစ်ယောက်ပြန်ခေါ်ကြရောအင်းဒီကတော့ဖိုးကြီးရဲ့ပုံမြင်ကိုဘာမှဝင်မမေးတော့ဘူးမယုံဘူးဘာဘူးလဲမပြောတော့ဘူးတူးမှလို့ပဲငြိမ်ပြီးကြည်နေတယ်အင်းဒီမျက်စိထဲမှာတော့ပုံမြင်ထဲကမမအိမ်မက်ထဲကမမကို ပြန်မြင်နေတယ်ဖိုးကြီးကိုမေးခွန်းတွေအများကြီးမေးရင်သူ့ကိုပြန်လာခေါ်အောင်မှာပဲလို့အင်းဒီထင်နေတယ် ကြောက်တတ်တဲ့သူလို့အထင်ခံရမှာကြောက်တဲ့အန်နီဟာသူ့အိမ်မက်အကြောင်းတော့တငယ်ချင်းတွေကို ပြန်ပြောမပြဘူးရဲ့ဟုတ်ကဲ့ပါ အဲနီနဲ့မမကိုအဆုံးထိနားဆင်ပေးခဲ့ကြလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်တစ်ခါအဲနီရဲ့ပိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါမယ်နော်။